လိုင်စင်မဲရင်တွေဖမ်းဆီးတာတွေရှိနေတဲ့မွန်ပြည်နယ်မှာလိုင်စင်ပေးအမျိုးအစားပေါ်မူတည်ပြီးတော့ငွေကြေးတင်းစေကြီးခုံတက်သွားတယ်လို့ဆိုင်ကင်ရောင်းဝယ်နေတဲ့သူတွေစီကနေတည်ရပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့ကစစ်ကောင်စီကပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာလိုင်စင်မဲကားဆိုင်ကလေးကိုဖမ်းဆီးဖို့ညွှန်ကြားခဲ့တာပါ။အဲ့ဒီညွှန်ကြားချက်ထုတ်ပြန်ပြီးဂျွန်လာတရက်နေ့မှာမွန်ပြည်နယ်အပါအဝင်နိုင်ငံတော်ဝန်ကစစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာလိုင်စင်မဲယူနေကိုအရှိန်အဟုန်မြှင့်ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်လာတာပါ။ အခုလိုဖန်ဆင်းမှုတွေကြောင့်မွန်ပြည်နယ်မှာလိုင်စင်ဘီးဆေးအစမတန်မြင့်တက်လာသလိုအမျိုးအစားပေါ်မူတည်ပြီးတော့ငွေကြက်သိန်း၁၀ကြီးခုန်တက်သွားတယ်လို့စိုင်းကရောင်းဝယ်ရေးလုက္ကိုင်နေသူတူကပြောပါတယ်။ရေးတဲ့အကြောင်းရင်းရလည်းအဓိကကအစိုးရကလိုင်စင်မပေးလို့ဆီထတာပဲဒီကအစိုးရလိုင်စင်မပေးတော့ဒီလိုင်စင်ဘိန်းကြီးကရှိပြရာဘိန်းလေးပဲအောက်မှာတဝဲဝဲတော့လက်လေနဲ့တလက်ပြောင်း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 ရင်ပြောင်းပြောင်းရင်လည်းရေးကတချို့တက်လာတာပဲဖြစ်နေပါ။အခုလက်ရှိမှာတက်တဲ့အကြောင်းရင်းကြတော့လည်း အဲ့ရဖက်စီကြောင့်ဇေယျပူတာပါလားကြည့်တယ်အဲ့မျိုးအရင်ဆိုကျွန်တော်တို့ကသူ့တင်လာဟာဒါမှလည်းရှိမှကျတော့သူက30 30ခန်းတက်လာပြီးတောက်တယ်ဒါပေမဲ့အဲ့လိုမျိုးဇေယျတန်ရင်ဘယ်သူကခံရမလဲကျွန်တော်တို့လည်းမခံရအောင်ခံရမယ့်လူကရှိရလူပဲခံရမယ်ဂျွန်လာတရနေ့မှတိုင်ခင် Way Alpha 2020-2021 Modern လှိုင်းစဉ်ဘီကငွေကျပ်340ကနေ90ဝန်းကျင်ကြာရှိပြီးတော့လက်ရှိငွေကျပ်390ဝန်းကျင်ပေါက်ဈေးရှိတယ်လို့သူကပြောပါရယ် ဒါပြင် Dream 125 2019 model လှိုင်းစင်ပြီးကငွေကျပ်390ဝန်းကျင်ရှိရာကနေကျပ်300ဝန်းကျင်ထိဈေးခုန်တက်လာပါဗျ။အလားတူ Wei I 125 2020 model လှိုင်းစင်ပြီးဟာ390ဝန်းကျင်ရှိရာကနေ135တင်ဝန်းကျင်ပေါက်ဈေးရှိနေပြီးတော့အပြည့်အနာစာကင်းရှင်းမှုပေါ်မူတည်ပြီးတော့ဈေးနှုန်းကွာဟချက်အနည်းငယ်ရှိနိုင်တယ်လို့စံငယ်ရောင်းဝယ်သူတွေကပြောပါဗျ။မွန်ပြည်နယ်မှာရပ်ပလက်လှိုင်းစင်နဲ့ပဲတရားဝင်မောင်းနှင်ခွင့်ရှိပြီးတော့ပြည်နယ်ဒေသလှိုင်းစင်မရှိသေးပါဘူး။ ဒါပေမဲ့ရပ်လက်လှိုင်းစင်ကိုလည်းစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်2022ခုနှစ်နှစ်ကုန်ပိုင်းမှာလှိုင်းစင်ထုတ်ပေးတာကိုရပ်နာထားတာဖြစ်တယ်လို့ဆိုပါရယ်။ဒါကြောင့်2022ခုနှစ်မော်ဒယ်နောက်ပိုင်းကနေတင်သွင်းလာတဲ့ဆိုင်ကယ်အများစုကယာယီလှိုင်းစင်နဲ့ပဲမောင်းနေနေကြရတာပါ။ đi quay park anh em thấy hát cao air luôn chỉ cho tốt mà người đi chơi nhà là tao tí đi rob gọi mà ném nó mà em cái hóm à khôn hàm ơi cái tí nó bắt thôn gọi တောက်ကောတဲ့နော်ဟမိုင်းဟိုယူကြည့်တယ်လေပအာနိုင်ပေါ့နော်ပုံစံလာတဲ့ပေါ့ကောရောကတဲ့မတကိတိုင်းနဲ့တဲ့မတကိလေကချစ်ချပလောက်ကလေးလေတိုင်းနဲ့ဘုမနော်အခုလိုယာယီလှိုင်းစင်ဆိုင်ကလေးတွေပါဖန်ဆင်းမှုတွေရှိနေတာကြောင့်ပါကင်ဘီရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ထားတဲ့တူတူလေးအခက်ကြုံနေကြရပြီးတော့စံငယ်အဟောင်းတွေကိုဝယ်ရောင်းပြန်လုပ်နေကြရတယ်လို့ဆိုပါရယ်လက်ရှိမှာစစ်ကောင်စီကလှိုင်းစင်မဲ့ယင်တွေကိုဖန်ဆီးတဲ့အကြောင်းပြချက်နဲ့ငွေညစ်တာစံငယ်တိန်းဆဲတာနဲ့ထောင်ချတာတွေအပြင်တက်တာတက်စုဆောင်ခံရတာတွေရှိနေပါရယ်